ဝိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမဲ့သတင်းတွေကတော့ဗဟုမန်ကနိုင်ငံခြားငွေကြေးဈေးကွက်တွင်73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25သန်းရောင်းချမယ်ဆိုတဲ့သတင်း6မြို့နယ်6ရင်းနယ်ကြောင်းကားလမ်းမှာလမ်းဦးစီးဌာနအမျိုးသမီးဝန်ထမ်း2ဦးနဲ့ရဲသားမျိုးသား2ဦးကို PDM များကဖမ်းဆီးခေါ်ဆောင်နေဆိုတဲ့တင်အမေရိကန်ပြည်ထောင်စုကမွေးရေးစေဝါဂိုင်းနဲ့လက်နက်ကင်ပဋိပက္ခစတင်ပြီလို့သမ္မတဒေါ်နယ်ထရန့်ကြေညာတယ်ဆိုတဲ့တင်အင်ဒိုနီးရှားတွင်စာသင်ကျောင်းပြိုကျမှုကြောင့်သေဆုံးသူ10ဦးထိရှိလာတယ်ဆိုတဲ့တင် ဥရုဂွေကွင်းလက်ကစားသမားဘန်တန်ကာကိုစပါသင်းတတန်းသူစာချုပ်တဲ့ချုပ်ဆိုရဲဆိုတဲ့တဲ့အဆရှိရဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ဥဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘိုဘန်ကနိုင်ငံဝင်ကြီးဈေးကမှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25သန်းရောင်းချမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဘိုဘန်ကနိုင်ငံဝင်ကြီးဈေးကမှာ73စီလုပ်ငန်းရှင်များအတွက်အမေရိကန်ဒေါ်လာ25သန်းရောင်းချမှာဖြစ်တယ်လို့အော်တိုဘာလ2ရက်နေ့ကထုတ်ပြန်ပါတယ်။ စတေမလာ၃ရက်ကလည်းဘဟုဘန်ကနိုင်ငံခြားငွေကြေးစည်းကွက်မှာစက်သုံးစီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်း30ရောင်းချမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံတော်ဘဟုဘန်စက်သုံးစီလုပ်ငန်းရှင်များအတွက်ဩဂုတ5ရက်ကဒေါ်လာတန်း30၊ဩဂုတ17ရက်နေ့ကဒေါ်လာ32တန်း၊ဩဂုတ20ရက်နေ့က32တန်း၊ဩဂုတ26ရက်နေ့မှာဒေါ်လာ32တန်းနဲ့ ဩဂုတ်လတွင်ဒေါ်လာ126တန်းထုတ်ရောင်းခဲ့ပါသည်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဇွန်လ10ရက်နေ့မှာဒေါ်လာ33တန်းဇူလိုင်လ10ရက်နေ့မှာဒေါ်လာတန်း30ဇွန်လ15ရက်နေ့မှာဒေါ်လာ33တန်းဇွန်လ22ရက်နေ့မှာဒေါ်လာ28တန်းဇွန်လ28ရက်နေ့မှာဒေါ်လာတန်း30နဲ့ဇူလိုင်လအတွင်းဒေါ်လာ153တန်းထုတ်ရောင်းခဲ့ပါသည်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဇွန်လ6ရက်နေ့မှာဒေါ်လာတန်း30ဇရက်နေ့မှာဒေါ်လာ32တန်း18ရက်နေ့မှာဒေါ်လာ33တန်း23ရက်နေ့မှာဒေါ်လာတန်း30နဲ့ ်။ဇွန်လအတွင်းဒေါ်လာ125သန်းထုတ်ယောင်းထားပါတယ်။ဆက်လက်ပြီးတော့ချောင်းမြို့နယ်6ရင်းနယ်ချောင်းကားလမ်းမှာလမ်းဦးစီးဌာနအမျိုးသမီးဝန်ထမ်း2ဦးနဲ့ရဲသားမျိုးသား2ဦးကိုပြည်ပြများကဖမ်းဆီးခေါ်ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။မကွေးတိုင်းစာကြီးချောင်းမြို့နယ်6ရင်းနှံချောင်းကားလမ်းမှာလမ်းဦးစီးဌာနအမျိုးသမီးဝန်ထမ်း2ဦးနဲ့အရသားမျိုးသား2ဦးကို PTM များကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။ ချောင်းမြို့နယ်အမတ်ရှိရက်ွက်နေထိုင်သူများဖြစ်တဲ့ချောင်းမြို့နယ်လမ်းအောင်စီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူဒေါ်နီလာထီအငယ်တန်းအင်ဂျင်နီယာနှင့်မျိုးပြဖြစ်သူဒေါ်စုနှင်းဖွေးနှင့်ဆက်မှုအငယ်တန်းအင်ဂျင်နီယာနှင့်ဖြစ်သူဦးမျိုးသူစိုးတို့ဟာမကွေးမြို့မှချောင်းမြို့သို့6ရင်းနှင်းချောင်းသွားကာလန်တိုင်းမော်တော်ယာဉ်နှင့်အော်တိုဘလတရနေ့ကထွက်ခွာလာစဉ်မွန်းလဲနှစ်နာရီကျော်ခန့်မှာစင်ကကြေးရအနီးရောက်မှာ PDF ရှစ်ဦးကမော်တော်ယာဉ်အားတာစီပီဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အဲ့လိုဖမ်းဆီးခေါ်ဆောင်စဉ်ဦးမျိုးသူစိုးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးလော်ရီလာတီနဲ့တော်စုနှင်းဖွေးတို့နှစ်ဦးကို မော်တော်ယာဉ်နဲ့တူညောင်မျိုးနဲ့စံကန်ကျွာဘက်သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့အမေရိကန်ပြည်ထောင်စုကမွေးစေဝါဂိုင်းနဲ့လက်နက်ကင်ပတိဘက်ကစတင်ပြီလို့တမရဒေါ်နယ်ထရန့်ကြေညာရေးဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါပါ။ဗင်နီဇွဲလားလိုချင်ပြမှာမကြသိမိကတင်မောများကိုတိုက်ခိုက်ခဲ့ပြီးနောက်ပင်ဒဂွန်ကကွန်ကရက်ကိုအကြောင်းကြားစာပေးပို့ခဲ့ရမှာ အမေရိကန်ပြည်ထောင်စုသူမေးစေဝါဂိုင်းနှင့်လက်နက်ကင်ပဋိဘက်ကကိုစတင်ပြီလို့တမ္မရာကကြေညာကြောင်းဖော်ပြခဲ့ပါတယ်အော်တိုဘားနေ့ရက်နေ့မှာ AFP သတင်းဌာနကမိတ္တရရှိခဲ့တဲ့ပေးစာကို PP ဆိုင်ရာရေးပိုင်နဲ့အနည်းဆုံး14ဦးသေဆုံးခဲ့တဲ့မကြသေးမီကတိုက်ခိုက်မှုအနည်းဆုံး3ကြိမ်အတွက်တရားဝင်ကြိုးကြောင်းပြချက်တစ်ခုဖြင့်ပုံဖော်ထားပါသည်။ထရန်ဂါမွေးရေးစေဝါနေနေမှုစစ်စေရေးအတွင်းစစ်သည်မော80နဲ့ရေကုန်သင်းမော80တို့ကို ကာရီဘီယံတောင်ပိုင်းသို့ဆီလွတ်ခဲ့ရာအဲ့လိုဆီလွတ်ထားခြင်းကဒူးကျော်ရင်အစာပြိုးခြင်းဖြစ်နေတယ်လို့ဗင်နီဇွဲလာကဆိုရင်နေပါတယ်။တမရကအဲ့ဒီမျိုးရေးစေဝါခိုင်းတွေဟာနိုင်ငံမဲ့လက်နက်ကိုင်အုပ်စုတွေဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ တို့ကိုအကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တတ်မှတ်ခဲ့ပါတယ်။တို့ရဲ့လုပ်ရည်တွေဟာအမေရိကန်ပြည်တော်စုလက်နက်ကန်တိုက်ခိုက်မှုနဲ့သဘောကျညီးမျှတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်လို့ပင်တဂုံမှအကြောင်းကြားစာမှာဖော်ပြထားပါတယ်။မွေးရေးဆေးဝါးမှောက်ခိုးကူးသူများလို့ယူဆရသူများဟာတရားဝင်တိုက်ခိုက်ရေးသမားများဖြစ်တယ်လို့အကြောင်းကြားစာမှာဖော်ပြထားပါတယ်။ဒီဇလာသမရာနီကိုလက်မာဒူရိုကိုမွေးရေးဆေးဝါးအခိုင်ခေါင်းဆောင်အဖြစ်ဝါရှင်တန်ကဆွဆွဲထားပါတယ်။မာဒူရိုဟာ ကိုကင်းမှောက်ခိုးခိုင်းဖြစ်တဲ့ ကာတဲဒီလိုဆော့ကိုဥဆောင်နေရလို့အမေရိကန်ကဆွဆွဲထားပြီးအမေရိကန်ဗန်နာယီဝန်ကြီးဌာနကအဲ့ဒီအုပ်စုကိုအထူးအကြံဖတ်အဖွဲ့အစည်းဖြစ်လွန်ခဲ့လမှာသတ်မှတ်ခဲ့ပါတယ်။ဆက်လက်ပြီးတော့အင်ဒိုနီးရှားမှာစာသင်ကျောင်းပြိုကျမှုကြောင့်တေဆုံးသူ၈ဦးအထိရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးမှာပါ။အင်ဒိုနီးရှားတွင်စာသင်ကျောင်းတစ်ကျောင်းပြိုကျမှုကြောင့်တေဆုံးသူ၈ဦးအထိရှိလာကြောင်းတာဝန်ရှိသူများကအော်တိုဝါလာ၃ရက်နေ့ကပြောကြားခဲ့ပြီး လူပေါင်းတာဆင်ကြီးအပျက်စီးများအောက်တွင်ဆက်လက်ပိတ်မိလျက်ရှိပြီး၎င်းတို့သည်အသက်ရှင်မဲ့အလားအလာမရှိတော့ကြောင်းပြောကြားခဲ့ပါသည် စီရိုရာဂျိုမျိုးရှိအထက်ပေါင်းများစွာမြင့်နေအစ္စလာမစ်ဘောရာကျောင်းဟာကျောင်းသားများမွလဲပိုင်းစုတောင်းရန်စုစည်းနေခြင်းမှာရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်တယ်လို့ဒေတာတွင်သတင်းများရသိရပါတယ်။တရုတ်တဲ့ကျောင်းသားချက်လက်တွေကိုအခြေခံပြီးပြောရမယ်ဆိုရင်အစအုံရဲ့အပျက်စီးတွေအောက်မှာ59ဦးပိတ်မိနေလို့ယူဆရပါတယ်လို့အမျိုးသားဘေးအန္တရာယ်ရောပါရေးအေဂျင်စီပြောရေးဆိုခွင့်ရအဘဒေမူဟာရီကပြောကြားခဲ့ပါတယ်။ စိတ်ပူနေကြတဲ့မိသားစုများကအခင်းဖြစ်ပွားတဲ့နေရာနီးမှာစိုးရင်ကြီးစွာဆောင်ဆိုင်နေကြရပါတယ်။စီဒိုရာဂျိုမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းတောက်ကပျောက်နေသူအရေးအတွက်ကိုမေးမြန်းတဲ့အခါတောက်ရှိသူများက၎င်းတို့လည်းပျောက်နေသူအရေးအတွက်ကိုမသိဘူးလို့စောစောပိုင်းမှာဖိကြားခဲ့ပါတယ်။နောက်ဆုံးသတင်းပုံနေဥရုဂွေးကွင်းလက်ကစားသမားဘတ်တန်ကာကိုစပါးတဲ့တသန်းတိုးစာချုပ်တစ်ချုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ စပါတဲ့ဟာဥရုဂွေကွင်းလက်ကစားသမားဗန်တန်ကာကိုတက်တန်းတိုးစာချုပ်တစ်ချုပ်ဆိုလိုက်ကြောင်းသိရပါဗန်တန်ကာ28နှစ်ဟာ 2020ဇန်နဝါရီမှာ Juventus ကနေ Spurs ကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး La Benia ဒီမှာစကြုပ်တက်တန်းကုံဆုံးတော့မှာဖြစ်တာကြောင့် Spurs တင်းကတက်တန်းတူခဲ့တာပါ။ Spurs တင်းကစကြုပ်တက်တန်းဒီအကြောက်ကိုဖော်ပြခဲ့ခြင်းမရှိဘဲကာလာရှိစကြုပ်လို့သာဆိုခဲ့ပါတယ်။ပန်ဒင်ဂါဟာ၃နှစ်ကျော်ကာလအတွင်းစပါတင်အတွက်ပြိုင်ပွဲဆုံး122ပွဲကစားခွင့်ရခဲ့ပြီးကိုကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒီလိုစစ်လို့ရှာဆရာကောင်းတဲ့အသင်းနဲ့တူရှေ့ဆက်ခွင့်ရခဲ့တဲ့အတွက်ကျွန်တော်အယံပျော်ရွှင်ပါတယ်။ကျွန်တော်မိသားစုကလည်းပြောနေပါတယ်ကျွန်တော်ဒီအသင်းကိုချစ်ပြီးတော့တကယ်ကော င်းတဲ့နေရာလို့လည်းခန့်စားရပါတယ်။ယူရိုပါလိရဲ့ဥနိုင်နာကဆေးလို့ရှားစရာခိုက်တန့်ဖြစ်ပြီးနောက်ထပ်စူဖလာများစွာရဲ့ဥနိုင်မှုအတွက်အဲ့ဒီအောင်ပွဲပေါ်ခြေပြုတိဆောက်သွားခြင်းမလေးလို့ဗန်တန်ကာကပြောကြားခဲ့ပါတယ်။အလဲဘုတ်တိုင်းအော်တိုဘာလ၄ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကျေးဇူးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ